မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင့်ငញ្ញန်းဟုခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်နေနှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင်ဆောင်ရွက်နေသုံးအမျိုးဘာသာသာနာတော်ခုထုံးလုပ်၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ယှက်ဖြည့်စည်သူများကိုပေါ်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမည်ရွေချက်နဲ့တန်တိတန်ချားပြီးမြို့နယ်ဆက်တော်ဥပဒေလူကြီးရဦးစင်းရဗုဒ္ဓဂုံကြီးမဟုတ်ပဒနာအဖွဲ့ွယ်ရိတ်တာအဖွဲ့ွယ်940ဗုဒ္ဓဂုံကြီးသာနာစောင့်ရှောက်ရေးအဖွဲ့အတွင်းကနေပြီးတော့ဥစဉ်ဗုဒ္ဓဂုံကြီးဆရာတော် မှတ်တမ်းလေးတွေပြုနေပါတယ်။ဥစဉ်ဘောရကိုရင်ဆရာတော်ဟာမညာရန်ပြောရရင်အဲနမကြီးမှမဟုတ်ပဲသက်ဆိုင်ရာတန်ဖိုးရှိမဲ့အကျိုးများမဲ့ဆိုရင်အင်တာဗျူးတတ်တယ်လို့တွေ့ဆုံမင်းမြန်းချင်းနေဟာလောကအတွက်အကျိုးများရင်မှတ်တမ်းတင်တဲ့သဘောရှိပါတယ်။အဲခုနကဒီပီကဆရာတော်လူနိုင်ငံကျော်ကဘာကျော်ဆရာတော်ကြီးနဲ့အင်တာဗျူးတဲ့အခါအင်တာဗျူးသလိုသူတို့ကမဗျူးဘူးဆိုရင်သူတို့ရဲ့ဆန္ဒမရှိရင်လည်းဥစဉ်ကဒုက္ခမပေးဘူး ။ဘာကြောင့်လဲလို့ပြောရင်ဥစဉ်လုံတဲ့နောက်လုံတဲ့နေရာမှာနှစ်ဖက်အကျိုးရှိဖို့လိုပါတယ်။တချို့ကဥစဉ်အင်တာဗျူးတော့ကြောက်ကောင်းလဲကြောက်နိုင်တယ်။တချို့ကြောက်လဲဥစဉ်အင်တာဗျူးမှာနာမည်ကြီးပြီးတော့စီဝါဖြစ်တဲ့ဗီရင်စရာနတ်ကတော်အစဥစဉ်ရှိပါတယ်။ကောင်းပြီ။ဒီလိုဥစဉ်ကြောင်းမှာနေခဲ့တဲ့သူတွေလည်းအများကြီးရှိတယ်လို့အခုတွေ့နေရတော့ဥစဉ်အဲကိုကြီးတပါပေါ့။ဥစဉ်စီမှာ နေနိုင်မြောက်ဥစဉ်ဆောင်းလျှောက်တတ်တယ်လူဥစဉ်မတိပဲနဲ့ဥစဉ်ကြောင်းမှာလာနေသွားတဲ့သူတွေရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဥစဉ်ကြောင်းကိုလာနေတဲ့ကိုရောနဲ့ပတ်သက် ပြီးတော့အဲတယောက်စားနှစ်ယောက်စားလာပြီးတော့ကတ်နေသွားတာတရက်နှစ်ရက်လေးငါးရက်နေသွားတာတွေရှိပါတယ်။ဒါကြောင့်ဒီကနေ့အတာနဲ့နဲ့2569ခုနဲ့လူရောကောသတက်ကဲ1389ခုနဲ့ဇာမုံလာဇန်9ရက်နေ့ဘုရုနေ့ပေါ့ ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ဖြစ်ပါတယ်ဒီနေ့အခုမနေ့ပိုင်း9နာရီပေါ့ဆိုတော့ဦးစင်းကကိုဘာထူးလို့ခေါ်တဲ့ဦးစင်းကြီးဥတီလဝန်သားနဲ့အမှတ်တမ်းတင်မလို့ပါပြောချင်တာဦးစင်းเจ้าမှာဥဘထူးကိုဦးစင်းက Facebook internet ကသူကလမ်းပြီးတွေ့လို့ဦးစင်းကခေါ်ပြီးတော့ဇီးိတ်ပေးပြီးတော့လာဝရင်းကြီးမှာကိုအစဉ်ပြင်ပြီးရောအခြားအခြားသောနေရာတွေသူနေတဲ့ တထုံအလန်းတရားတောင်းမှာလန်တရားမှာနေင်းနဲ့ဒီဘက်ကိုလာခြင်းနဲ့ဆိုတော့အစဉ်ပြေခြင်းမပြေခြင်းတဲ့လူတယောက်ကိုကယ်ခြင်းဆောင်းလျှောက်ခြင်းကမင်္ဂလာမီတယ်ဆိုလို့ပဲအခုကဥစဉ်ရဲ့အကြောင်းရေသိမ်းအပေါ်တတ်နောက်ဘက်အချက်မှာနေအောင်ကြီးမြသေးခင်မှာအေးအေးဆွေးနွေးတာပါ ပြောချင်တာကဥစဉ်ကမနှပြန်ဆိုရင်30ရက်နေ့မှာအိန္ဒိယနိုင်ငံကိုသဘောအရေးတာဆရာတော်နဲ့အတူသွားဖို့စီစဉ်ထားပါတယ် တဘောရေးတာဆရာတော်လည်းအကြောင်းမျိုးမျိုးကြောင့်အမေရိကန်မှာသူ့ရဲ့ passport သူ့ရဲ့ green card ဒီပျောက်သွားလို့ဆက်လက်ပြီးနေရမှာဖြစ်တဲ့အတွက်သူ့ရဲ့အဖွဲ့ကိုဥဆောင်မှာလို့အကြောင်းကြားတဲ့သူကအကြောင်းကြားလာသလိုသူ့ရဲ့ကျန်တဲ့နောက်လိုက်နောက်ပါတဲ့ဖမွေဖမွေဥဆောင်ပေးရတော့မားလို့ပြောလာပါတယ်ဆိုတော့ဥစဉ်ကလည်းတဘောရေးတာဆရာတော်နဲ့ဘဝတွေစခဲ့တယ်လို့အခုလို့အဲလူပြောများနေတဲ့ဝင်းဒီအားနေတဲ့ ဗုဒ္ဓဘာသာမှာတကယ်ကြောက်စရာကောင်းနေတဲ့အာနေချက်တွေရှိနေတဲ့တဘောဝိဒ္ဒဆရာတော်ရဲ့တာနာပြုနည်းကိုဥစဉ်လိုက်ပြီးတော့လူတယောက်လူရန်တပါဖြစ်ပေမဲ့သူ့ရဲ့လိုအပ်ချက်အာနေချက်တွေဖြည့်ဆွမ်းရင်တာနာအတွက်အပြစ်ပေးဆုံးမတာတဲ့တွဲယူပြီးတော့တာနာကိုကြည်ပူစွာအောင်မြောင်လုပ်ဖို့မနေ့ပြန်သွားတော့မှာပါဒီလိုပဲဒီအချိန်မှာဥစဉ်တာနာရေးဆောင်ရွက်ချက်တွေ သဝဓမရှင်သူရိယဆိုရယ်ကိုသက်နိုင်ဟာအခုဆိုရင်အရမဝါရအရမဝိထုဆိုပြီးတော့လေဆုံးဖြတ်ချက်ခံထားလို့သူကိုယ်တိုင်ကအမောင်နဲ့ကနေပြီးတော့ဥစဉ်တို့အပေါ်မှာဘယ်လိုပြောမလဲနမဲငါစနိုင်တဲ့စီနင်းသူဥစဉ်ပေါ်မှာရုံမာဖို့ကောက်ချစ်ဖို့စူးစောင်းထားတာတွေကိုတင်ပြနေပါတယ်အဲ့ဒီထဲမှာဘာတွေ့လာလဲဆိုတော့ဥစဉ်เจ้าမှာနေသွားပါတယ်ဆိုတော့ကောင်းလေးတယောက် ဥစဉ်အကောင်လေးကိုမှတ်လဲမှတ်မိဘူးသူပြောတယ်လည်းမြင်လဲမမြင်ဘူးဒါပေမဲ့ဥစဉ်ချောင်းကအခုကပ္ပီးယလုံနေတဲ့အဖွဲတွေကပြောတော့ဟုတ်တယ်လာခဲ့ဘူးတယ်ဆိုတော့အဲ့ဒကမလေးကပြောတဲ့အခါမှာအသူဆွဆွဲပုတ်ခတ်နေတာတွေအားလုံးကတော်တော်ကိုရုပ်တမာတွေဒါနဲ့ဥစဉ်သူ့ကိုဖုံးဆက်တယ်သူနဲ့ပြောရတယ်သူအဲ့လိုမပြောပါဘူးအဲသူအဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူးဖုံးဖုံးနဲ့ရင်းနှီးတဲ့သဘောနဲ့ပြောတာပါဆိုပြီးတော့ထားပါတော့ချစ်စမ်းမောင်းလာထားပါတော့အဲ့ကလေးကဥစဉ်ပြောရပါတယ် လောဆယ်သူကလည်းခုနရခိုင်နေရဲ့အဲသူပြောတော့ရွှေနတ်တောင်လိုနေရာမျိုးအခုကြီးလိုနေရာမျိုးမှာထင်းကုတ်စားနေတယ် PDF လုတ်နေတယ်လို့လို့ပြောနေတယ်ထားတော့ဥစဉ်အနေနဲ့ဥစဉ်ကြောင်းမှာလာနေတဲ့သူတွေပေါ်မှာဥစဉ်တိတော့မသိဘူးမြင်တော့မမြင်ဘူးဒါပေမဲ့ဘုရက်ကိုရင်ဆရာတော်ဟာကဲတင်မဲ့စောင်းရှောင်းမဲ့ကာကွယ်မဲ့ကူညီမဲ့ဆိုသလိုပဲလိုအပ်ရင်တော့မြည်သူမစိုးဘုရက်ကိုရင်ကြောင်းလာလို့ရပါတယ် အလုံးသောဓမ္မမိတ်ဆွေတို့ဖိတ်ကြားတာဖြစ်သလိုအသက်ကြီးလာမှယဟန်ဖြစ်တဲ့သူတွေမှာငယ်ပြူတွေနဲ့အနေထိုင်ခက်ပါတယ်။ဥစဉ်ကိုယ်နဲ့တော်ရဖြစ်တော့လွတ်လွတ်လပ်လပ်နေပါ၊စီလုံးလုံးနေပါ၊ညီညွတ်ညွတ်နေပါ၊ကျွေးစားလုပ်ပါ။တန်မြာရဲ့နောက်ဆုံးကဏ္ဍမှာဥစဉ်တို့ဟာဟိုမှာချမ်းသာဖို့မရရှာဖို့တားရှာဖို့တမိရှာဖို့ဥစ္စာရှာဖို့မရှိတော့ပါဘူး။ဒါကြောင့်ငြိမ်းချမ်းတဲ့ဘဝမှာမိသားစုတွေဒါတွေတမိတွေအဖေကိုချစ် အဖေလည်းတာသမီကိုဆောင်းလျှောက်ကို့ဘဝမှာတရားနဲ့ပဲတန်ရလွတ်မြောက်အောင်လုံနိုင်ပါစေလို့ဆန္ဒပြုနေဥပါပူခေါ်ဥတိလူဝန္တကိုဥစဉ်ကိုယ်တိုင်ခေါ်ခဲ့ပါတယ်။ဒါကြောင့်အဲဥပါဘာထူးအဲဥပါထူးဥပါထူးခေါ်အဲဥတိလူဝန္တကိုဥစဉ်ခေါ်ခဲ့ပါတယ်။ဒါကြောင့်အခုသူနဲ့စတင်ပြီးတော့သူ့ဘဝအကြောင်းကိုမြင်မြန်ရင်သူကဘဝတွေတအားဆုံးခဲ့တယ်။အတွေ့အကြုံတွေလည်းများခဲ့တယ်။သူပြောလောက်ကို ဥစဉ်ကနာဂံမှာနာယူမှာမှတ်သားမှာဖြစ်တယ်လို့ဓမ္မမိတ်ဆွေတွေအတွက် အကျိုးများတယ်အထောက်ပံ့ဖြစ်တယ်ဆိုရင်ဆက်လက်ပြီးတော့ကြည့်ရှုနားထောင်ပြီးတော့ဝိသုသသမီးတွေနဲ့ဝေးနေတယ်နိုင်ငံမှာရောက်နေတယ်ထိုင်းမှာရောက်နေတယ်သမီးတွေနဲ့အဆက်အသွယ်ရမယ်ဆိုရင်အဆက်အသွယ်ရပါစိတ်သောငါဥစဉ်ကအခုလို့ဆွေးနွေးဖို့တင်ပြဖို့ဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကောင်းအပေါင်းတို့နဲ့ဥပါထုခေါ်ဒကာကြီးကိုရိုကြီးဥသူလုံဝန်သားကိုရင်ကြီး သူကပြောပါတယ်ဘုံမုံစီကိုပြောလူဖြစ်နေလာကြမလားနဲ့ရန်ဘောမှာနေတာကောင်းတယ်ဒါပေမဲ့ဝီနီတော်ကို၎င်းအဲ့လိုပေါ့လွန်ဇန်နဲ့တာနာကိုလှုပ်ရှားတဲ့စိတ်နဲ့တော့မလာစေချင်ဘူးဟုတ်ပါတယ်ဥပါဒူကလူဘွားကလေးဘွားနိုင်ကိုရင်ဟိုရဟန်းဝါရပြီးတော့စစ်ထဲလဲလိုက်ခဲ့တယ်နိုင်ငံကြီးလဲနေခဲ့တယ်အိန္ဒိယထိုင်းဆိုတဲ့နိုင်ငံပေါင်းစုံနဲ့သူရောက်ခဲ့တယ်လို့သူ့ဘွားမှာပိစရာကြီးအများကြီးနဲ့တူသူ့ရဲ့ဘွားမှတ်တမ်းနေရာလောကအတွက် တက္ကရာကမတွေသူ့ရဲ့သားသမီးတွေအတွက်ဖခင်ကောင်းတယောက်ရဲ့ရည်ဒီဘုံလူတယောက်ရဲ့တိဆောက်ပုံတွေကိုအမတ်တရားဖြစ်စီဖို့ဥစဉ်မှတန်းတင်ပြီးမှာပါဒါကြောင့်ကဲတက္ကရာကြီးအဲကိုရိုကြီးကိုရင်ကြီးကဲကျေးဇူးပြုပြီးတော့ရှင်မြန်းနဲ့တပြီးတော့ဂျားရဲကပြောတဲ့နာလေးတွေကိုကျေးဇူးပြုပြီးရှင်းပြပြီးပါဦးကျေးမှပြီအင်းအလုံးမဲရှာတော့တပြောများနေတကွာ တခါတကမအပေါင်းကိုရင်ကြီးဥတ္တလီဝန်ဒီလီဝန်တဖြစ်ပါတယ်ရှင်သီလဝန်တဖြစ်ပါတယ်လူနာမည်ကတော့ဥပထုလို့ခေါ်ပါတယ်ဒီတုန်းကရရဒါကိုရင်ကြီးရဲ့ဘဝတစိတ်တစီတပေါ့ပထမဦးဆုံးပြောချင်တာကစပြီးတော့ကြောင်းနေတဲ့အနေထားအနေတော့တာသမီတို့ဘယ်လိုပြုစုခဲ့ကျိုးထောင်ခဲ့တယ်ဆိုတော့ပြောချင်ပါတယ်ဒါမိဘတိုင်းလည်းမသားသိမယ်လို့ အပြုတင်းတယ်လို့ထင်ပါတယ်။ကွင်ကြီးကငငယ်တုန်းကရန်ကုန်ဘုရင်တော်အမှတ်ကိုးကျောင်းကျောင်းနီကြီးလို့ခေါ်တဲ့အမှတ်ကိုးကျောင်းမှာပထမတန်းတက်ပါတယ်။ပထမတန်းတက်ပြီးတော့မှအရိယာတွေဘုရင်တော်ဒလာမျိုးအမကခုနစ်အမကခုနစ်ကနေပြီးတော့မှအထကတက်အထကတက်ကနေပြီးတော့မှရန်ကုန်အမျိုးသားကျောင်းမှာအင်္ဂလိပ်ကျောင်းမှာတောင်းတက်ပါတယ်။ အဲ့ဒီအချိန်မှာဒါရကျော်ပြီးပြောလိုက်တာဥစဉ်အကွေကြီး12နှစ်သားမှာအဖေရောအမေရောဆုံးနေ6လ6လစီကွာပြီးတော့ဖေမေဆုံးတဲ့ခါကျတော့ဆိုင်မှာဘယ်သူကြံခဲ့လဲ